AR တိုင်းချန်ကင်းမြို့နယ်ကအုတ်ချွေရီမှုတချို့ဟာပြည်သူစစ်မှုတန်းမထမ်းဆောင်လို့သူလူငယ်တွေထံကနေငွေကြက်ငါးတောင်းမဖြစ်မနေပေးဖို့တောင်းယူတဲ့အပြင်ငွေကြေးမပေးနိုင်သူတချို့ကတော့ရိုက်နှက်တာတွေပါလုပ်တယ်လို့ဒေသခံတွေစီကသိရပါတယ်စစ်မှုတန်းနဲ့ဝင်ဖို့အကြောင်းမျိုးမျိုးပြစီယုံသိမ်းသွင်းနေပြီးသူစီယုံလို့မရတဲ့သူတွေဆိုရိုက်နှက်တယ်လို့သိရပါတယ်ကလုတ်ကွင်းဒေသခံတယောက်ကစစ်မှုမထမ်းဆောင်ရင်ပါးကိုဘယ်ပြန်ညာပြန်စိတ်ချနေတဲ့အထိရိုက်တယ်ပြီးတော့ငွေ၅တောင်းအနည်းဆုံးပေးရတယ် သူ့ရှေ့ပားရဲ့ခံဖို့လာရင်ဒူးထောက်လက်နောက်ပြစ်ပြီးသွားရတယ်။မကျင်တဲ့ပေမဲ့စိတ်ထဲမှာရောအောင့်ခံနေရတယ်ဗျာလို့ပြောလာပါတယ်။ကလုကွင်းအုပ်စုအုပ်ချုပ်ရေးမှူးကြီးစိုးတက်ဟာအုပ်စုရင်ကျေးရွာတွေမှာအမျိုးသားတွေမရှိတဲ့နေအိမ်တွေကိုငွေချက်9000ချက်နဲ့မျိုးသားတွေရှိတဲ့အိမ်တွေမှာဆိုရင်25သိန်းချက်ထိတောင်းယူနေတယ်လို့ဒေသခံတွေကပြောပါတယ်။ကြံကင်းမြို့နယ်ကွင်းကြီးအုပ်စုစက်ကောင်စီခန့် ချေရအုတ်ချွေမှုမကြောခေါ်ဥကြွကြဟာလေဒေတာခံလူငယ်တွေကိုခဏလိုက်ခဲလို့ချိတ်ချောက်ခေါ်ယူပြီးစမှုထမ်းဆောင်ဖို့စစ်တင်တဲ့စကန်ကိုပို့ဆောင်ခဲ့ကြောင်းကွင်းကြီးဒေတာခံတယောက်ကပြောပါရယ် AR တိုက်ငပူရောမျိုးနဲ့ဂျုံကူတိုက်နဲ့ရေရင်ကုန်းချေရအုတ်ချွေမှုဟာလေဖြစ်သူစမှုထမ်းစုဆောင်ရမှာချိတ်ချောက်ပြောဆိုမှုတွေကြောင်းမေလ6ရက်နေ့ကဓာတ်ကုတ်ခံရပြီးတည်ဆုံးခဲ့ပါရယ်2025ခုနှစ်ထဲဧပြီလရဲမှာ AR တိုင်ကြုံပြောင်မျိုးနဲ့ရောင်ပင်ကင်းချေရအုပ်ချုပ်ရေးမှုဦးလာချိုင်တနက်နေ့ပြစ်ခတ်ခံရလို့တည်ဆုံးခဲ့ပြီးဟင်္ဒရာမျိုးနဲ့ချေရအုပ်ချုပ်မှုဦးမောင်ဖြူလည်းဓာတ်ခုတ်ခံရပြီးတည်ဆုံးခဲ့ကြောင်းသိရပါတယ်